မင်္ဂလာပါပရိသတ်ကြီးတို့အောင်မြတ်တာ channel လေးကနေ ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာဇေယနာရာမညရေးသားထားတယ်အောင်မြတ်တာ ਨੇ စုံမှတ်မဲ့သောကျိုးဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မေးသည်ခဏလေးစောင့်ပါဦးကွာအနောက်ကနေထွက်လာတဲ့တန်ကြောင်မေးသည်ကနောက်လှည့်ကြည့်လိုက်ပြီးတော့အောင်မျိုးနင်းကိုငါအနောက်မလိုက်ဘူးပြောထားတာမဟုတ်ဘူးလား ငါတောင်းမှန်ပါတယ်မေတီရဲ့ဒီနေ့ကလေနေမွေးနေဆိုတော့ငါလက်ဆောင်လေးပေးကြလို့ပါငါဘာလက်ဆောင်မှမလိုခြင်းငါမိပါတယ်ကလိုလေသေးမရှိ ထားရတာနေပေးကြလို့ရှင်တခြားသူတွေကိုတွားပေးလိုက်မေတီရဲ့စကားကြောင့်ဘေးမှာပါလာတဲ့တငယ်ချင်းတွေကဟာခနဲကြီးလိုက်ပြီးတော့အောင်မျိုးရဲ့နေဆိုဒီမာလေးလေအချိန်ချင်းခါကငင်းခံထိတာတော့မှဇွဲရမလျှော့သေးဘူးမေတီငါနဲ့ကိုတကယ်ချစ်တာပါဟာ ငါဘွားမလေးနင်းတယောက်တည်းဟုတ်ပဲယူယူမှုမှုချစ်ခဲ့တာဒီမဲအောင်မျိုးငါလေးနင်းကိုချစ်လဲမချစ်ဘူးစိတ်ကူးတဲ့တော့မထည့်ဘူးလေအေးနင်းမမဟုတ်ဘူးဘယ်ယောက်ျားလေးကိုမှငါစိတ်ဝင်စားအောင်မိတီကရင်းရင်တီတီပြောပြီးတော့တငယ်ချင်းနေနဲ့ထွက်သွားခဲ့လိုက်တယ်အောင်မျိုးကတော့ကိုယ်တိုင်လှုပ်ထားတဲ့ပန်းသီးလေးကိုကင်ပြီး အနောက်မှာငုံငုံငန်ငန်ရက်နေနေတပ်ပြင်းတစ်ချက်ကိုလေးတွဲကချလိုက်ပါတော့တယ် င်းလက်လျှော့လိုက်ပါတော့တငယ်ချင်းရာငါမေတီရဲ့ချစ်ကိုရအောင်လုပ်ပါငါလက်မလျှော့ဟာကွာမင်းကအတော်ကိုခေါင်းမာတယ်ကောင်မေဟိုမိမမင်းကိုစကားကုန်ပြောပြီးပြီမဟုတ်ဘူးလားတိမ်မောင်ရဲ့စကားကြောင့်အောင်မျိုးကအရက်တစ်ခွက်ကိုစက္ကနဲမောချလိုက်ပြီးတော့ငါမေတီကိုမှမရရင်ယူမှာကွာသူ့မျက်နှာသူ့စကားတန်နေရငါအတွေးထဲမှာအချိန်ပြည့်စိုးမို့နေရမင်းမှမသိတာငါသိတာပေါ့တငယ်ချင်းရဲ့ ဲ့ဒီမိမလေးယောက်ျားမုံးွာတာဝင်နေတာကွာမင်းမှမဟုတ်ဘယ်ယောက်ျားအောင်မှလူရသွင်းတာမဟုတ်ဘူးကွာသူကွာဒီနေ့ငါ့ကိုပြောတဲ့စကားတွေဟာအယံကိုရှင်းသီးတယ်အောင်မျိုးကစကားဆုံးမှာအရက်ခွက်ကိုကောက်ကင်လိုက်ပြီးတောက်ဖို့လို့ဟဲ့ရမင်းတောက်တာအယံများနေပြီကွာတော်ပါတော့တငယ်ချင်းဟာအရက်ကငါ့တံရကိုပျောက်စေတယ်ကွာငါမူးလာတော့ ရှင်ဘက်ကအရင်လိုတိတ်မနာတော့အောင်မျိုးရဲ့ဘက်ကတိမ်းမောင်ကလက်လျှော့ပေးလိုက်ရတယ်ဒီတစ်ခွက်တော့တောက်လိုက်ကွာပြီးရင်အိတ်ကြရအောင်မနှက်ကြရင်မင်းကိုစီကိုတောက်အောင်မယ်မဟုတ်လားကွာအေးပါကွာမာဒီညနောက်ဆုံးနေနဲ့တောက်ပြရမယ်အောင်မျိုးကအရက်ခွက်ကိုစင်ကစင်ကမောချလိုက်ပြီးတော့ကို့ပြစ်ပေါ်မှာလှဲချလိုက်တယ်လာဆန်းရဖြစ်တဲ့အတွက်မိတ်တုံမိတ်တုံကျဲလေးတွေက ကောင်းငင်ဘဝနဲ့သူ့ကိုလှောင်ရင်နေကြသလိုတောက်ထားတဲ့အချိန်ကြောင့်တိမ်းမောင်လေကုတ်ပစ်ပေါ်မှာလှဲချလိုက်တော့ခနာအတွင်းမှာပဲအိပ်ပျော်သွားခဲ့တယ်ခေါင်းရင်ပိန်နေပင်ပေါ်မှာအိတ်တန်းတက်နေကြတဲ့ကြက်တည်းရဲ့အော်လန်ကြောင့်အိပ်ပျော်နေတဲ့တိမ်းမောင်လန်နိုးလာပြီးကြိလိုက်ရပိန်နေပင်ပေါ်ကနေတွဲလောင်ကျနေတဲ့အောင်မျိုးကိုမြင်လိုက်ရတယ်တိမ်းမောင်တယောက်ထူပူပြီးတော့အလံတရားအော်ဟစ်ပြီးအောင်မျိုးရဲ့ခြေထောက်တွေကိုကိုင်လိုက်တဲ့ချိန် ခြေပြားတွေကရေခဲတုံးတို့အေးဆက်နေတာကိုသတိထားမိခဲ့တယ်။စောင်းငွေတွေဝင်နေတဲ့မနှက်ခင်းကအကြီးတန်းခဲ့သလိုအောင်မျိုးကလည်းသူချစ်တဲ့သူတွေအလုံးကိုနှုတ်မဆက်ပဲထွက်ခွာသွားပါတော့တယ်။လာပြေဝန်ဆန်ဆက်ရဲ့ကောင်တာမှာထိုင်နေတဲ့မေတီကစဘာဖုံးငွေတွေကိုစစ်စစ်နေတဲ့ချိန်သူတို့ဆိုင်ရဲ့ဖောက်တယ်ဖြစ်တဲ့ဦးဝေးငွေရဲ့ကားဝင်လာတာလှမ်းမြင်လိုက်ရတယ်။ဦးဝေးငွေကစဘာတွေတင်လာတဲ့ကားဘောကနေဆင်းလာပြီးတော့ မေတိရှိကိုရှောက်လာပြီပြီးခဲ့တဲ့နှစ်တုန်းကသဘာသေးတွေထိုးတက်ကုန်တော့အချီးရသွားတယ်လို့ကြားထားရတော့ထင်သလောက်လည်းမဟုတ်ပါဘူးဦးလေးရဲ့စီးပွားရေးလောက်တာဆိုတော့ညက်တဲ့အခါလဲရှိသလိုရှုံးတဲ့အခါလဲရှိရမဟုတ်လားအေးကိုတီလာတော့လေဒီလိုသမီးတယောက်ရထားတာအတော်အားကိုးရတာပဲအော်ဒါနဲ့လေမေတိကိုပြောရလေးရှိလို့ဘာကိစ္စလဲဦးရဲ့ မေတီတို့ပွဲုံမှာအလုသမားလုံနေတယ်ဆိုလို့ဦးရဲ့အတိမိတ်ဆွေတယောက်ရဲ့တာကိုခေါ်လာပေးတာဦးဝင်းငွေရဲ့တကားကြောင့်မေတီကအနောက်မှာရက်နေတဲ့လူကိုမျက်လုံးပင်းကကြည့်လိုက်ပြီးတော့လူလိုတာတော့ဟုတ်ပါတယ်ဒါပေမဲ့လေအပင်မခံနိုင်မှရမှာနော်လက်ကြောမတင်းတဲ့သူဆိုတော့အဆင်မပြေဘူးအဲ့ဒါတော့စိတ်ချပါမေတီရေဒီကောင်လေးကလေအလုတ်ကျိုးစားတဲ့သူပါ အနေလဲအေးတယ်ဦးဝင်းငွေကိုယ်တိုင်ထောက်ခံနေရတယ်လက်ခံပေးလိုက်ပါမယ် ။ "तू อ่ะဒီมาပဲနေပါလား။ဟုတ်တယ်။ तू อ่ะဒီနေရမဟုတ်တော့ပွဲရုံมาနေမှာအဆင်ပြေမယ်ထင်တယ်။ကောင်းပြီလေ။ဒါဆိုလို့ရှင်အနောက်ကတန်းလျမှာစိန်ကြီးတို့ ਨੇ နေပေါ်လာသာတော့အလုတ်ဝင်စားသူတွေပေးတဲ့အတိုင်းပေးမှာပါ။အလုတ်များတဲ့နေ့တွေဆိုရင်အချိန်ပိုကြေးရမယ်။ကျေးဇူးတင်ပါတယ်မေတီရဲ့။ဖုံးတယ်မေတီကိုကျေးဇူးတင်ကြောင်ပြောလိုက်လေ။ဦးအေးငွေရဲ့စကားကြောင့်အနောက်မှာရက်နေတဲ့သူကကိုကိုရုပ်လိုက်ပြီးတော့ ကျေးဇူးတင်ပါတယ်မမလေးရပါတယ်မောင်စိန်ရေမောင်စိန်လူသစ်ကိုနေရမယ့်နေရာလိုက်ပြလိုက်ပါဦးမေတီရဲ့စကားကြောင့်စပားအိတ်တွေစီနေတဲ့မောင်စိန်ရောက်လာပြီးတော့ဖုံးဆန်ဆိုတဲ့လူငယ်ကိုတန်းရရှိတဲ့ဘက်ခေါ်သွားခဲ့လိုက်တယ်ဒီလိုနဲ့ငါးလလောက်ကြာလာတော့အနေအေးပြီးအလုတ်ကျိုးသားတဲ့ဖုံးဆန်ကိုပွဲရုံမှာရှိတဲ့လူတိုင်းကချစ်ခင်လာခဲ့ကြတယ်ကိုဖို့မနက်ဖြန်လာပြင်းနေပွဲရုံပေးလို့ဖျားသွားဖို့လှုပ်ထားတယ်လိုက်ခဲ့မလား မလိုက်တော့ပါဘူးရတနာရဲ့ကိုအောင်တန်းတို့နဲ့လှုပ်အားပေးသွားဖို့ပြောထားတယ်ဖုံးဆိုင်ရဲ့စကားကြောင့်ရတနာကမျက်နှာပြစ်သွားပြီးတော့ကိုဖုံးကလည်းရတနာခွန်ရင်ဘယ်တော့မှမလိုက်မလိုက်ရင်လည်းနေကိုဘာသာသွားမယ်ပေါ့ဆက်ပေါ့ဆက်နဲ့ထွက်သွားတဲ့ရတနာကိုဖုံးဆန်ကပြုံးပြီးကြည့်နေတဲ့ချိန်မောင်ဖုံးဟိုကမင်းကိုတကူးတကလာခေါ်တာကွာလိုက်သွားလိုက်ပါလားမလိုက်ချင်ပါဘူးဗျာသူတို့ကမင်းကလေးတွေ လွတ်လွတ်လပ်သွားပါလေငါကောင်ကတော့ကွာဖျားဖြစ်မယ်အုပ်နေခဲ့ပါလားကွာမဟုတ်ပါဘူးကိုအောင်တန်းရယ်ကျွန်တော်ကအဲ့လူတွေမသွားတတ်လို့ပါဒါဆိုလဲကွာရက်ွက်တဲ့စတုဒိတာကြွေးဖို့လိုတဲ့ထင်းနေသွားတဲ့ပြောင်အခုသွားတော့မလို့လားအခုမဟုတ်သေးပါကွာညနေမှသွားပါမလားသွားရင်လာခေါ်အောင်တော့ကျွန်တော်လိုက်ခဲ့မယ်ဖုန်တန်းကကိုအောင်တန်းကိုပြောပြီးတော့သူနေထိုင်ရာတန်းရတဲ့ကိုပြန်ဝင်လာခဲ့လိုက်တယ် တန်းရပေါ်ရောက်တော့ထင်းချူးတက်တာလေးကိုအตาဖွင့်လိုက်ပြီးခေါရိုးကျိုးနေတယ်အင်းကြီးနဲ့လုံကြီးကိုထုတ်ပြီးကြည့်နေခဲ့လိုက်တယ်ကိုဖုံးတန်းဒီကိုခဏလောက်မေးသီးရဲ့စကားကြောင့်စပားလန့်နေတဲ့ဖုံးတန်းအပြေးဝင်လာပြီးတော့ဘာခိုင်းညာရှိလို့လဲမမလေးမနှက်ဖန်ကြလို့ရှင်လေဘိုးတော်နဲ့စပားတွေလာယူမယ်ဖောက်တဲ့တွေရောက်လာလိမ့်မယ်အဲ့ဒါအခုလေးကတင်းတထောင်ပြည့်အောင်လှုပ်ထားပြီဟုတ်ကဲ့ပါကျွန်တော်သေချာလှုပ်ထားပြီးပါမယ် မေတီကခြာကနေလှည့်ထွက်သွားတယ်ဖုံးတန်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့ဘွဲယုံရှိကိုထွက်လာဟေးမေတီဟဲအီဂရီပါလားနင်ဘယ်တော့ပြောက်တာလဲမနေ့ကမှရောက်တာမေတီရဲ့ရောက်ရောက်ချင်းထုတ်ပိုးတွေချပြရတယ်နင့်စီအရင်လာခဲ့တာပဲလာလာအထက်အောင်ဝင်အောင်နေပါဦးငါမေးပြရှိလို့ခုနကထွက်သွားတဲ့လူကလေနင်တို့ပွဲယုံဟာအလုသမားလားဟုတ်တယ်လေဘာဖြစ်လို့လဲ ငါသိတဲ့လူတယောက်နဲ့တူနေလို့မေးကြည့်တာဟုတ်လားဘသူနဲ့တူနေရလဲငါတို့စေတက်သူတက်တော့ဟာအရန်ပေါ်ပူလာဖြစ်ခဲ့တဲ့အကိုတယောက်နဲ့တူနေတာဧကရီရဲ့စကားကြောင့်မေတီကဘိုက်ကိုနှိပ်ကရီလိုက်ပြီးတော့စေတက်ကသူဟာသူနဲ့ဟဲ့ငါအလုပ်သမားအကွာကြီးပါဧကရီကလည်းလူတူတာဖြစ်မှာပေါ့အဲ့မှာလူတူတာပဲနေမှာပါဧကရီကနဝေတိန်တော်ငန်နဲ့တန်ရောက်လိုက်ရင်းနဲ့ မေတီခေါ်တဲ့နောက်လိုက်သွားခဲ့လိုက်တယ်။မေတီနဲ့ဧကရီက အချက်ဆုံးတငယ်ချင်းတွေဖြစ်ပြီးတော့ဆယ်တန်းအောင်တော့ဧကရီကအမှတ်ကောင်းတဲ့အတွက်ဖေးချောင်းဆက်တက်ခဲ့ရသလိုမေတီကတော့မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ပွဲရုံကိုဥသိခဲ့ရတယ်။အခုဧကရီကျောင်းပိတ်လို့ပြန်ရောက်လာတော့တငယ်ချင်းဖြစ်သူမေတီရှိရကိုရောက်လာခဲ့ခြင်းပဲဖြစ်တယ်။နှစ်ယောက်သားအရင်ကအကြောင်းတွေကိုပြန်ပြောနေတဲ့အချိန်ဖုံးစံရောက်လာပြီးတော့ မမလေးခိုင်းထားတာတွေလုပ်ပြီးပါပြီဘာထက်ခိုင်းနေရရှိသေးလဲဗျဖုံသံကစကားပြောနေနေဣဂရီကိုတစ်ချက်မျှလှမ်းကြည့်လိုက်တယ်ခိုင်းနေရတော့မရှိတော့ပါဘူးခမင်းစားနာပြီးမှဆက်လုပ်ဖြာရှိရလုပ်ကြလေဟုတ်ကဲ့ပါမမလေးဖုံသံထွက်သွားတော့ဣဂရီကမေတီပောင်ကိုစက္ကနဲပုတ်လိုက်ပြီတကယ်ဟုတ်တူလားမေတီရဲ့စကားပြောပုံရောလေးလေးသိမ်းရောကိုအမူရာရောတကယ်ဟုတ်တူလားနင်ကလေ စကားအဆက်ဆက်မရှိနဲ့ဘာလို့တူရတာလဲငါတို့ကြောင်းကလေစီနီယာကိုကြီးမင်းဝင်နိုင်တဲ့တူတာကိုပြောတာနင်းဆိုဒီမှာလဲဟာဒါပဲပြောနေတော့တာပဲဒူတူတာဖြစ်မှာပေါ့ဟဲ့ဘလို့ပဲဖြစ်ဖြစ်ဟာကိုမင်းဝေရဲ့ကိုပါလေးကဒီမှာရှိနေတာဆိုတော့ငါလဲနင်းစီကိုနေလဲလာရတော့မှာပေါ့ကောင်းမနော်တော်တော်ဖြစ်နေအင်ဒရီကိုလည်းထိမ့်ပါဦးဟိဟိစရပါမေးတည်းရဲ့အေဂရီက မင်းစီနဲ့စကားပြောနေပြီမဲ့မျက်လုံးတွေဟာဖုံးသံစီကိုရောက်နေတာကြောင့်ပေါင်နှဲကြောကိုဆွဲလင်လိုက်ပြီးတော့မျက်လုံးလည်းကြွတ်ထွက်သွားအောင်မဘာမဟုတ်တဲ့အလုသမားအောင်များဟဲ့နားတယ်မေးသေးဒီတိုင်းတူလို့ကြည့်မိတာပါအဲ့ဒီနေရာစပြီးတော့ဧကရီတရာနေတိုင်းဆိုသလိုရောက်လာခဲ့သလိုဒါတိုင်းလည်းဖုံးသံအတွက်မုတ်တွေအေးတွေယူလာပေးတာသတိထားမိခဲ့တယ်တရက်မှာတော့မေးသေးတရာအလုသမားတွေထမင်းစားနားနေတဲ့အချိန် ဆန်အိတ်တင်တဲ့ကားရောက်လာတာကြောင့်ဟိုးတော်အနောက်ဘက်ကိုထွက်လာခဲ့လိုက်တယ်။မောင်ဖုံးရမင်းကိုပေးထားတဲ့မုံနေအေးတစ်ခါမှစားရလဲမတွေ့ဘူး။ကျွန်တော်မကြိုက်လို့ပါကိုတန်းအောင်ရဲ့စားမလားစားသမှာဗျာ။မတို့လေကွာနေတိုင်းလို့လို့စားနေရတော့အားနာလို့ပါကွာ။ကျွန်တော်ကအစတည်းကမယူခြင်းမအောင်ပေးတဲ့သူကစေတနာနဲ့ပေးတော့မယူခြင်းလဲသူစိတ်ချမ်းသာအောင်ယူထားရတာပေါ့။ ကျွန်တော်ယူထားတော့ကိုတန့်တို့စားတယ်မဟုတ်ဘူးလားမင်းကတော့လေကွာအဲ့ဒီအေဂရီဆိုတဲ့ကောင်းမလေးကမြို့မိမြို့ဖားရဲ့တမီးဖြစ်တယ်လို့ငါတို့မြို့ရဲ့ဒုရီယာမြောက်ဖေးချောင်းသူဆိုတာမင်းသိလားကျွန်တော်အဲ့အရာတွေကိုစိတ်ဝင်စားပါဘူးဗျာသူ့ဘာသာဘာပဲဖြစ်နေဖြစ်နေကျွန်တော်တို့လုံမှာကျွန်တော်တို့စားမှာမဟုတ်ဘူးလားမင်းတို့တော့လက်လန်နေငောက်ကောင်ရင်လူကသာဘာမှမဟုတ်တာမာနာတော့မိုးထီပဲဟိအလौဒမားတွေနဲ့ ဖုံးတန်တို့အပြန်လန်ပြောနေတဲ့စကားတွေကြောင့်မေသီနှင်းငယ်ပြုံးလိုက်ပြီးတော့ဒီလူကမာရတော့ရှိသားပဲလို့စိတ်ထဲကနေရေရွတ်လိုက်ပါတော့တယ်ကိုဖုံးတန်မနှက်ဖန်ကြလို့ရှိရင်လေဧကရီတို့ဖျားဘူးသွားဖို့ရှိနေလို့ကားမောင်းပေးလို့ရလားအထင်မှားထားတဲ့စကားကြောင့်ဖုံးတန်ရဲ့အံ့ဩတဲ့မျက်လုံးနေနဲ့ကြည့်လိုက်ပြီးတော့ကျွန်တော်ကားမောင်းလို့အဆင်မပြေတော့ဘူးထင်တယ်နောက်ပြီးတော့လေဒီလိုတန်ဖိုးကြည့်တဲ့ကားမျိုးတစ်ခါမှမမောင်းဘူး ဦးအေးငွေပြောတာတော့ကိုဖုံးသံကားမောင်းတတ်တယ်ဆိုပဲအစင်မပြေဘူးဆိုရင်ထားလိုက်ပါအစားသူပဲမောင်းခိုင်းလိုက်ပါမယ်ဟုတ်ကဲ့ပါမမလေးဖုံးသံက88ဆက်နဲ့ပြန်ပြောပြီးတော့စပားအိတ်တွေတဲနေတဲ့ကိုတန်းအောင်တို့ဘက်ထွက်သွားခဲ့လိုက်တယ်။ဘာမပြုတ်လားဟဲ့ဒီခြေကတော့လည်းမဖြစ်ပါဘူးဆို။နင်ကလည်းဟာ तू ကမောင်းမရောက်လို့ပြောတိုင်းလက်ခံလိုက်ရောလား။စိတ်ပြောင်းနည်းနည်းပပလေးထပ်ပြောကြည့်တာမဟုတ်ဘူး။ဟဲ့ အလောက်တောင်ဖြစ်နေလို့ရှင်လေနင်ကိုယ်တိုင်သွားပြောက်လိုက်တော့ရင်ဟင်းသူ့လိုက်မပို့ဘူးဆိုရင်မသွားကြတော့ဧကရီကရှာထုတ်ပြပြီးစားနာလိုက်တာကြောင့်မေးသီးကမျက်စောင်းထုတ်ပြီးတော့နင်ကတော့စိတ်မမိတော့ဘူးနင်မြင့်လေအယူးရှင်လေဖြစ်နေပါလားသူ့ကိုမြင်ကိုမင်းဝေကိုတရိရတဲ့ဟာကိုမင်းဝေကလည်းသူ့လိုပဲအနေတီတာမေးသီးရဲ့ဟဲကြော်မကောင်းကြားမကောင်းနေတော့ဖြစ်ကုန်တော့မှာပဲဧကရီရဲ့နောက်တော့မှငါ့နာမည်မတက်နဲ့တော့ မတက်ပါဘူးဟာငါကသူ့အကြောင်းကိုသိချင်ုံလေးပဲရှိတာမဟုတ်မှလွယ်ရောကိုမင်းဝင်နေသူကအမွှားရည်များလားပေါက်ပေါက်ရှာရှာရေးစေးကြောင်းသားတယောက်နဲ့ဒီလိုအလုပ်သမားအမွှားဖြစ်เสียလားဦးအေးငွေပြောတာလေ तू ကငငယ်တည်းကမိဘမရှိဘူးဆိုပဲဒါဆိုရင်တော့မဟုတ်လောက်ဘူးကိုမင်းဝေရဲ့မိဘတွေကကြောက်ဆဲပတ်မှာရုပ်ရှင်ရုံတွေပိုင်နေတရေတွေလို့တီးထားတာအေဂရီရဲ့တကားကြောင့်မေတီကခေါက်ခါရလိုက်ပြီးတော့ မင်းကတော့လေဖေးချောင်းသားကိုမတွေ့ရတဲ့ချိန်ဒီလူကိုလာငန်းနေတာပေါ့အလွမ်းပြေလေးပါ မေသီရဲ့ဟေးဟေးညနေလှုပ်သိမ်းနေရောက်တော့မေသီကဖုံးသံကိုခေါ်လိုက်ပြီးကိုဖုံးသံမနှက်ဖန်ဖျားဘူးသွားဖို့ကားမောင်းပြိမဲ့သူ ရှားလို့မရဘူးဧကရိယလည်းဒါမဲ့စနေဆိုပြန်ရတော့မှာအားအကြောင်းမလို့ကိုဖုံးသံကိုကုညီတောင်းတာမေသီရဲ့စကားကြောင့်ဖုံးသံအနေငယ်စဉ်းစားလိုက်ပြီးတော့ မမလေးဘက်ကခက်ခဲရှိရဲဆိုရင်ကျွန်တော်လိုင်မောင်းပေးပါမယ်ဒါကလည်းမမလေးရဲ့မျက်နှာကြောင့်ပါကောင်းပြီလေဒါဆိုလို့ရှင်မနက်6နာရီအိမ်မှာကားလာယူလိုက်ပါဟုတ်ကဲ့ပါမမလေးဖုံးလန်ကမေးသီးရှိကနေလှဲ့ထွက်နှာခမ်းတော့မှာခက်ရဲရဲ့အပြုံးတစ်ခုကမတိမတာထွက်ပေါ်လာခဲ့တယ်ကိုဖုံးစံအေးတော့ပါဦးရပါတယ်ကျွန်တော်မတော့တော့ပါဘူးအေဂရီကလေတိုက်လို့ရှင်တောက်မှကြိုက်တာ တနေ့ကုန်ဘာမှလည်းစားတာမတွေ့ဘူးနော်အေဂရီကလက်ထဲကအေးအေးဘူးကိုအတင်းထိုးပေးနေရကြောင်းဖုံးစံကအာနာစွာလှမ်းယူလိုက်ပြီးတော့ကျေးဇူးတင်ပါတယ်မမလေးအေဂရီလိုပဲခေါ်ပါဟုတ်ကဲ့ပါအဲ့ဒီချိန်ဖျားဘောကနေဆင်းလာတဲ့ဘေဒီနဲ့တခြားတငယ်ချင်းတွေကအေဂရီတို့ကိုလှမ်းကြည့်ပြီးတော့ကောင်းမအဲ့ဒါကြောင့်မလို့ငါတို့တော့မဆောင်မဲ့ဆင်းပြေးသွားတာဟုတ်ဟဲ့မေဒီနေလူကဒီလိုဝတ်တော့လေလူရည်တန်လေးပါလား တာမန်ပါပဲဟာနင်တို့ကလည်းဇုတ်ကိုမြှောက်နေတော့ပဲမေသည်မေသည်နင်တော်တော်ပြောင်းလဲသွားတော့ငါဘာကိုပြောင်းလဲလို့လဲအရှင်ကမေသည်မှဟုတ်ပါလိမ့်သာ ကောင်းမိုက်နော်နင်တို့ကဘလို့ဖြစ်ပြီးတော့ငါဘက်ကိုမြှောက်လဲလာလေပြောစဉ်ဧကရီကိုပြောလေမေသည်ကမျက်ဆောင်ထိုးကပြောလိုက်ပြီးတော့ကားရဲထားတဲ့နားကိုရှောက်လာခဲ့လိုက်တယ်ကိုဖုံးစံကားဆက်ကိုနှုတ်လိုက်တော့ဟုတ်ခဲ့ပါမမလေး အခုကဘယ်ကိုသွားအောင်မလဲဖះရီလည်းစုံပြီဆိုတော့ဈေးတဲ့ခဏဝင်ပြီပြန်တော့မယ်လေအေဂရီညင်တို့တွေဘယ်သွားကြနေလဲဈေးတဲ့ပဲသွားမယ်လေဟဲ့ငါလဲဝဲစရာရှိသေးတယ်မေဒီရဲ့စကားကြောင့်ဖုံးစံလဲကားကိုကျွမ်းကျင်သွားကြွေလိုက်ပြီးတော့မျိုးမစီရှိရပါထွက်လာခဲ့လိုက်တယ်ညနာလဲမကောင်းပါလားနေမကောင်းလို့လားအီဆန်ရဲ့စကားကြောင့်ဖမင်းမှုဖွင့်နေတဲ့ယရနာကခေါင်းခါလိုက်ပြီးတော့မဟုတ်ပါဘူးအီဆန်ရဲ့ နေကောင်းပါလေငါ့အောင်မလိမ့်နဲ့တော့နေတစ်ခုခုဖြစ်နေတယ်မဟုတ်လားအီဆန်ရဲ့စကားကိုဂျန္နာဘာမှပြန်မပြောဘဲနဲ့ပွဲရုံအပြင်ဘက်ကိုနေကြည့်လိုက်ပြီမမလေးကလေကိုဖုံးဆောင် အရန်အလေးပေးတာပဲနော်ငါထင်ပါတယ်နေဖုံးဆောင်ကြောင့်ခံစားနေရတာမှလားငါဘက်ကဇီလာမြောင်းပြီးလှုပ်ပင်မယ်တကောင်တာတုတ်တုတ်မှမလှုပ်လို့ခန့်နေတာဖုံးဆောင်နေမှမဟုတ်ဘူးဟဲ့မမလေးကလေဒီလိုပဲဆက်ဆံတာနေမြင်မယ် ဘာမှလိုက်တွင်းမနေနဲ့ထမင်းသာစားအိဆန်ကထမင်းဘူးတွေကဟင်းတုံးကိုရတနာကြိုက်နဲ့ထည့်ပေးပြီးတော့မလမ်းမကမ်းမှာထမင်းစားနေတဲ့ဖုံးစံကိုလမ်းကြည့်ပြီးတပြင်းတစ်ချက်ချလိုက်ပါတော့တယ်တပြေပင်အောက်မှာဖွင့်ထားတဲ့တပြေရိတ်လက်ဖက်ဆိုင်လေးတွေကိုအိုးထုတ်ခန့်ခန့်ခိုက်ဆောင်းထားတဲ့လူတယောက်ဝင်လာပြီးတော့လွတ်နေတဲ့ဝိုင်းမှာဝင်ထိုင်လိုက်တယ်ကောင်းလေမင်းတို့ရဲ့ပိုင်ရှင်ရှိလားကိုသိမ့်မောင်လားရှိပါတယ်အေးဒီဝိုင်းကိုခဏလာကိုပြောလိုက်ပါ ။သပွဲတို့ကောင်းလေးထွက်သွားပြီးမကြခင်မှာပဲ။အကြည်နှံ့နေတဲ့တိမ်မောင်ထွက်လာပြီးတော့ကျွန်တော်ခေါ်တယ်ဆိုလို့ဘာကိစ္စများလဲ။တိမ်မောင်မင်းငေါ့မမှတ်မိတော့ဘူးလား။အိုထုတ်ခန်းခန်းခိုင်ဖောင်းထားတဲ့လူကခေါင်းကိုမော့လိုက်ရ။ကိုအောင်စင်မဟုတ်လား။မင်းကမှတ်မိတာပဲကွာ။အခုဘယ်တော့လွတ်လာလဲ။လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှလွတ်လာတာ။ငါအထဲမှာရှိနေတော့ငါညီရဲ့အကြောင်းကြားလိုက်ရတယ်။ဒါပေမဲ့လာလို့မရဘူးကွာ။အကို ိမ်ထဲဝင်มาဒီမှာလူများတော့စကားပြောတာမလွတ်မလပ်ဖြစ်နေပြီတိမ်မောင်ကအောင်စင်ကိုအိမ်ထဲခေါ်လာခဲ့ပြီးတော့ကလတ်ထိုင်းမှာပေးထိုင်ပြီအကူကျွန်တော်စီကိုလာတာဘာကိစ္စရှိလို့လဲငါသိကျင်တာတခုရှိလို့ကွာငါညီရလေဘာဖြစ်လို့သူ့ကိုသူတက်သိသွားရလဲဟိုဟိုလေရတယ်တိမ်မောင် မင်းသိတာကငါ့ကိုပြောပြတိမ်မောင်လည်းအောင်စင်ကိုကြည့်ပြီးတော့ဖြစ်ချောင်းကုန်တင်ကိုပြောပြလိုက်ရာ မိမတယောက်ကြောင့်အခုလို့ဖြစ်သွားတာပေါ့လေကျွန်တော်လည်းမထင်သားပါဘူးအကိုရာဒီကောင်မကြောင့်ငါလည်းသတင်းတက်တက်ကြားပါတယ်အေးကွာမင်းလည်းအလောက်ကအဆင်ပြေတယ်မဟုတ်လားပြေးပါတယ်ကိုဒါနဲ့လေအကိုကအရင်အိမ်မှာပဲနေမှာလားငါလောလောဆယ်တော့အိမ်မှာမနေဖြစ်သေးဘူးကွာအဲ့ဒါကြောင့်မင်းမဲကြည့်ထားပေးဦးဖိတ်ကြပါကိုကျွန်တော်တပတ်တစ်ခါလောက်တန်ရှင်းလုပ်ပေးပြပါတယ်အေးအေးဒါဖြင့်ငါသွားလိုက်အောင် ကိုအောင်တန်ကိုဖုံးတန်ဘဲသွားလေတိုးအောင်ဆန်သက်ကိုဆန်အိပ်သွားပို့တယ်လေဘာခိုင်းမှုရှိလို့လဲမေးသေးရဲ့ဒါဆိုရင်လေသူ့ပြန်လာလို့ရှင်မေးသေးစီကိုလာဖို့ပြောပေးပါအေးအေးဦးလေးပြောလိုက်မယ်မေးသေးကပွဲရုံထဲကနေလှည့်ထွက်ပြီးတော့ကောင်တာမှာထိုင်ပြီးစရင်နေလုံနေခဲ့ရာအကြခင်ချိန်တွင်းမှာပဲဖုံးဆန်အနားကိုရောက်လာခဲ့မမလေးကျွန်တော်ခေါ်ရဲဆိုလို့အင်းဟုတ်တယ်ညကြလို့ရှင်ဧကရိရဲ့မွေးနေ့ရှိတယ် အဲ့ဒါကိုဖုံးဆောင်လိုက်ခဲ့ပါဆိုလို့လိုက်မလိုက်မေးတာကျွန်တော်မလိုက်တော့ပါဘူးဗျာလူကုံတာနေကြတယ်ကျွန်တော်မနေတတ်ဘူးဗျာဒါဖြင့်လည်းပြီးတာပဲလေဩနောက်လာမယ့်စနေနေ့ကကျမမွေးနေ့ရှိသေးတယ်အဲ့ဒီပွဲကြရင်ပွဲရုံအလုပ်သမားတွေအားလုံးဖိတ်ဖို့စဉ်းစားထားတယ်ဟုတ်ကဲ့ကိုဖုံးဆောင်ကလေလူကုံတာနေကြတယ်မနေတတ်ဘူးဆိုတော့ကျမမွေးနေ့လည်းမလာနိုင်ဘူးဆိုတဲ့သဘောပေါ့အဲအဲ့လိုတော့မဟုတ်ပါဘူး အမလေးမွေးနေတော့မလာလို့ဘယ်ရမလဲဗျာဖုံးဆိုင်ရဲ့စကားကြောင့်မေသီကစိတ်ထဲမှာစဉ်းစားသွားပြီးတော့ဒါဖြင့်လေလှုပ်ရရှိတာလှုပ်တော့လေဟုတ်ကဲ့ပါမမလေးဖုံးဆိုင်ကမေသီရှိကနေခြာကနေလှည့်ထွက်ပြီးတော့ပွဲရုံနောက်ဘက်ကတန်းရတဲ့ကိုဝင်းသွားခဲ့လိုက်တယ်မေသီရဲ့မွေးနေ့ကထင်ထားတာတက်ကိုစီကားခဲ့သလိုမျိုးမီမျိုးဖားတွေဂုံတီရှိလူကြီးလူကောင်းတွေကဝေကောင်းဆလာတွေဝစ်ဆင်ပြီးတော့မွေးနေ့လက်ဆောင်အကောင်းသားတွေနဲ့ရောက်လာကြတယ် မေသည်ကတော့အပြာရောင်ခါဝင်ကိုဝစ်ဆင်ထားပြီးပျော်ပြောင်းတဲ့သဘင်ကိုအရစ်ခွေပုံသံကောက်ထားတာကြောင့်ကြော့ရှင်းတဲ့မျက်နှာကအရင်ရထက်ပူလာနေသည်အောင်ရောင်ဖုံးလဲစားလေကွာကျွန်တော်ခုနစားထားလို့ဘိုက်ပြနေလို့ပါငါတို့ကတော့မင်းကိုကျေးဇူးတင်တယ်ကွာညာဝင်းနေဖိတ်တာမမလေးပါဗျာဘယ်နဲ့ကျွန်တော်ကျေးဇူးတင်နေရတော့မင်းရောက်လာမှသူ့ပုံစံပြောင်းလာတာလေငါတွေးတာမှမှားအောင်ဆိုရင် မင်းကိုစိတ်ဝင်စားနေရများလားဂျန်ကြီးစီယာကိုအောင်တတ်ရဲ့သူနဲ့ကျွန်တော်ကမိုးနဲ့ညီလို့အကွာကြီးပါဖုံးတန်စကားမဆုံးခင်မှာပဲသူတို့နောက်ကိုရှောက်လာတဲ့မေးသီးကြောင့်စကားစကိုဖျက်လိုက်ကြတယ်အစင်ပြေကြရလားပြေပါတယ်မမလေးအခုကိုခိုင်းနေရရှင်လေပြောနော်ဝင်းနေပဲပြီးဝိုင်းတိမ့်တရာရှိတာတိမ့်ဖို့ခေါ်လိုက်မယ်လေအခုတော့ခိုင်းမှုမရှိသေးပါဘူးဟုတ်ကဲ့ပါမမလေးကျွန်တော်တို့ပြည့်ရက်ထိစောင့်နေပေးပါမယ် ဖုံးသံတို့လည်းမွေးနေ့ပွဲပြီးတဲ့အထိစောင့်နေကြရာညဆယ်နာရီကျော်မှာတော့အဲ့ဒီတွေအားလုံးကုန်သလောက်ဖြစ်သွားကြဖုံးစံတို့လည်းအိမ်မော်တရမဲ့ပစ္စည်းတွေကိုတင်းစီနေတဲ့ချိန်အနားကိုအေကရီရောက်လာပြီးတော့ကိုမင်းဝင်ရှင်ဘာဖြစ်လို့အခုလိုဟန်ဆောင်နေရလဲအမလေးလူမားနေပြီထင်တယ်ကျွန်တော်ကဖုံးစံပါရှင်လိမ့်နေတာအေကရီကဖုံးစံရဲ့လက်မောင်းကို ဆုပ်ကမ်းပြီးပြုတ်လိုက်တဲ့ချိန်အေကရီ နေမူးနေပြီထင်တယ်။လာလာငါပြန်ပို့ပေးမယ်။ငါမမူးပါဘူးမိသည်ရဲ့။ကိုဖုံးသံကားသွားထုတ်လာခဲ့တော့ဧကရီကိုအိမ်ပြန်ပို့မှရလိမ့်မယ်။ဖုံးသံလည်းမိသည်ရဲ့စကားကြောင့်ဘူရောင်လေးကနေကားထုတ်လာခဲ့တယ်။ဦးအောင်သံကျမဧကရီကိုလိုက်ပို့ပေးလိုက်အောင်။တင်းနေရရှိတာတင်းထားပေးအောင်တော့။မိမေတို့လည်းဧကရီကိုလိုက်ပို့နေတယ်လို့ပြောထားပေးအောင်။အေးအေးဦးလေးပြောထားလိုက်မယ်။ဖုံးသံတို့လည်းဧကရီကိုလိုက်ပို့ပြီးပြန်လာ။ လမ်းတဝကြောင့်မာတော့ကိုဖုံးစံကျမကဘလို့မြင်လဲဂျာမေးသည့်ရဲ့စကားကြောင့်ဖုံးစံခိတမြစဉ်းစားလိုက်ပြီးတော့အမလေးကထက်မြက်တယ်ရင့်ကြက်တယ်အနေထိုင်လည်းတည်တယ်လို့မြင်တယ်လေနောက်တော့ရောအာတခြားမြင်တာတော့မရှိပါဘူးဖုံးစံရဲ့စကားကြောင့်မေးသည့်ကဟာခနဲကြီးလိုက်ပြီးတော့ကျမအစင်းတန်းခွဲလို့မမြင်ဘူးလားအစကတော့မြင်မိပါတယ်အထူးသဖြင့်လေ ယောက်ျားလေးတွေပေါ့ဆက်ဆံတာတင်းမာလုံးနေလို့မြင်မိတယ်ဟုတ်တယ်ရှင်ပြောတော့မှန်ပါတယ်အဲ့ဒါအားလေးလေငငယ်ကရခဲ့ရစိတ်တင်အောင်လို့ပြောရမယ်မေတီကစကားပြောနေနေကားမှန်အပြင်ဘက်ကမြင်ကွင်းတွေကိုငေးကြည့်နေခဲ့လိုက်တယ်မမလေးရှင်ဖွင့်နေရရှင်ကျွန်တော်ပြောလို့ရပါတယ်ဖုံးဆိုင်ရဲ့စကားကြောင့်မေတီကတပြင်းတစ်ချက်ချလိုက်ပြီးတော့ကျမငငယ်လေးရလေအဖေကကျမနဲ့အမေကိုထားခဲ့ပြီးထွက်သွားခဲ့တာ အဲ့ဒါအခုထိပဲအမေကကျမတိရဆာအရွယ်တွေဟာအခုလိုအချိန်တွေဖြစ်အောင်ရုန်းကန်ခဲ့ရတာအဲ့ဒါကြောင့်မလို့ယောက်သားတွေကိုဆိုရင်မမြင်ချင်းလောက်အောင်ထိစိတ်နာခဲ့ကျွန်တော်လဲမမလေးနေရာမှာဆိုရင် အခုလိုဖြစ်မှာပဲလေဒါပေမဲ့လေအခုတော့ကျမရဲ့စိတ်တွေပြောင်းလဲစပြုတ်နေပါပြီအခုလိုဖြစ်နေတာကိုကိုကိုလည်းအံ့ဩမိတယ်ဒေတီရဲ့တကားကြောင့်ဖုံးစံကကားမောင်းနေရင်လှမ်းကြည့်လိုက်ပြီမမလေးဟာ ယောက်ျားတယောက်ကိုချစ်ခဲ့ဘူးလားဟင်အခုချိန်ဒီဘသူ့အုံးမှာမချစ်ခဲ့ဘူးအချစ်ဆိုတဲ့အရာလူတယောက်ကိုပြောင်းလဲပေးနိုင်တယ်လို့လူတယောက်ကိုလည်းသေသေးနိုင်တယ်ဖုံးဆိုင်ရဲ့စကားကို မေသီဘာမှပြန်မပြောပဲငြိမ်သက်နေရမှာကျမအနေနဲ့လေသတိယောက်ျားလေးနဲ့နှစ်ယောက်တူတူကားဖေးဘူးလားဒါပထမအဦးဆုံးပဲတခြားလူတွေထက်ရှင့်ကိုပို့ပြီးယုံကြည်မိတယ်လို့ပြောရမလားပဲမေသီရဲ့စကားကြောင့်ဖုံးတယ်လေ ကားကိုလမ်းဘေးထိုးချလိုက်ပြီးတော့ကားဆက်ကိုတက်လိုက်တယ်။ကိုဖုံးသံကားကဘာဖြစ်လို့လဲ။ဘာမှမဖြစ်ပါဘူး။ကားဆက်တန်နေဆိုတော့ကျွန်တော်ရဲ့ရင်ခုန်တန်တွေကိုမမလေးမကြားမှာဆိုးလို့ပါ။ဖုံးသံကမေးသီးရဲ့လက်ကိုဆက်ကနေဆွဲပြီးတော့ရင်ဘက်ဘောက်ကပ်ပေးလိုက်တယ်။ရတုတ်ခုန်နေတဲ့ရင်ခုန်တန်ကမေးသီးရဲ့လက်ဖြားကနေတဆင်တွေးကြောတွေတဲ့ကိုစီးစင်းဝင်သွားခဲ့တယ်လို့နှစ်ယောက်သားရဲ့အသက်ရှူတန်တွေကလည်း အပြည့်အပြည့်နဲ့မြန်ဆန်လာခဲ့ကြတယ်။ခပ်ဖြောဖြောဆွဲဖက်လိုက်တဲ့အထီးတွင်နဲ့တူမေသိရဲ့ခန္ဓာကိုယ်လေးဟာဖုံးစံရဲ့ရင်ဝင်ထဲကိုဤကနေပြိုကျလာခဲ့တယ်။အဲ့ဒီချိန်ကောင်းငင်မှာလင်းထိန်နေတဲ့လာချန်းကုကိလေးကတိမ်တိုက်ကြီးကြားတဲ့တိုးဝင်သွားခဲ့သလိုတေယောင်တုံတွေကလည်းလင်းဖြော့သွားခဲ့ကြတယ်။ခြာကြီးတငင်ငိုကျွေးနေတဲ့မေသိရဲ့ခန္ဓာကိုယ်ကိုဖုံးစံကအตาပူဖက်နေတယ်။ကျွန်တော်ရဲ့အမားပါမမလေးဟာ ကျွန်တော်လေးမမလေးချင်းနဲ့အောင်ဘာလုပ်ပေးရမလဲတေးဆိုရင်လည်းတေးရဲပါတယ်ရှင်တေးတော့ကျမအရင်ဘဝကိုပြန်ရောက်มาတယ်လားရှင်ကိုကျမတခုပဲမေးမယ်နေပါမမလေးရှင်ကျမကိုချစ်ခဲ့လားမချစ်ဖဲနဲ့ကျမဘဝကိုယူခဲ့တာလားကျွန်တော်လေးမမလေးကိုအရန်ချစ်တယ်ကျွန်တော်ပြောတာကိုယုံပါဒါဆိုလို့ရှင်အခုအစားပြီးပွဲရုံကိစ္စတွေပိုတိအောင်လုပ်ပါနောက်ပြီးတော့ ီကိစ္စတခြားသူတွေသိလို့ရတော့ကျမကိုကျမတတ်သိလိုက်မယ်ဖိတ်ချပါမမလေးရယ်ဘသူမှမသိသေးရပါဘူးဒါနဲ့မမလေးရယ်ကျွန်တော်ချစ်လို့လားဖုံးဆိုင်ရဲ့စကားကြောင့်မေတီကမျက်ရည်စားတွေကိုတုတ်လိုက်ပြီးတော့မသိဘူးရှင့်မှာလာပဲတွေ့ကြည့်အောင်အဲ့ဒါလို့ပြောပြီးမျက်နှာလွှဲသွားခဲ့တယ်ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်းမှာတော့ဖုံးတန်ကမေတီရဲ့ကားကိုမောင်းရတဲ့သူဖြစ်လာခဲ့တယ်လို့အလုပ်ကိစ္စတွေမှာလည်းအရေးပါတဲ့လူတယောက်ဖြစ်လာခဲ့တယ် တရက်မှာတော့မေးစီပွဲရုံမှာထိုင်နေတော့ဖုံးသံမောင်းသွားတဲ့ကုံကားကကြောက်စဲမျိုးအထွက်မှာမှောက်ပြီးတော့ကားပေါ်ပါလာတဲ့လူတွေတေသွားတယ်ဆိုတဲ့သတင်းကြောင့်ကားထုတ်ပြီးအခင်းဖြစ်ရနေရကိုချက်ချင်းလိုက်သွားမိခဲ့ဖိတ်လို့ရှားနေတာရဲ့စိုးရိမ်နေတာရဲ့ကြောင့်အဝေးပြေးလမ်းမပေါ်ရောက်တဲ့ချိန်တစ်ဖက်ရင်ကျွားနေလာတဲ့ကားနဲ့ထိတဲ့တွေ့ပြီးတော့လူရောကားပါလမ်းမေးကိုထိုးဆင်းသွားခဲ့တယ်ကားတိုက်တဲ့နေရာကလူပြက်တဲ့နေရာဖြစ်နေတာကြောင့် ကူကြီးပေးမဲ့သူတွေချက်ချင်းမရောက်လာသေးတဲ့အချိန်လွယ်အိတ်တစ်လုံးလွယ်ထားတဲ့လူတစ်ယောက်ကတရေလေးမေးပြောနေတဲ့မေးသည့်ကိုပခုံးမော်ထမ်းပြီးတော့ကားလမ်းမဘေးမှာရှိတဲ့လမ်းလေးထဲတိုးဝင်သွားခဲ့တယ်။အဲ့ဒီမိန်းမသေသွားလားဆရာ။မသေဘူးကောင်လေးရ။သူ့ကိုလေမင်းနဲ့ရင်းနေတဲ့လူတစ်ယောက်ကကဲတင်ပေးခဲ့လို့အဆက်ရောအသက်ပါရှင်းသွားခဲ့တယ်။ကျွန်တော်နဲ့တည့်ရလို့ဟုတ်လား။ဘသူများလဲဆရာ မင်းကိုတိတဆကြွယ်တွေကကျွေးမွေးခဲ့တဲ့သူဘောကွာဥတောင်းကိုပြောရလားဟုတ်တယ်ကောင်းလေးရယ် तू ကဒီလိုဖြစ်မယ်ဆိုတာကြိုးသိပြီးစောင့်နေခဲ့တာပြောရရင်တော့မင်းကြောင့်ပေါ့ကွာကျွန်တော်ကြောင့်ဆရာပြောနေတာတခုမှနားမလဲဘူးမိုးညိုရဲ့စကားကြောင့်အောင်မြတ်သားကပြုံးလိုက်ပြီးတော့အဲ့ဒီချိန်မင်းကမေသီဆိုတဲ့ကောင်မလေးရဲ့ဘိုက်ထဲမှာရှိနေခဲ့ပြီ။မင်းတို့ရောမေသီကိုရောကဲဖို့တောင်းဝင်ဦးတောင်းကယူထားရတယ် ကားတိုင်းမှုဖြစ်သွားတဲ့မေဒီယာမင်းကိုမမွေးခင်အထိစိတ်ဖောက်ပြီးတော့ဂျူးသလိုဖြစ်နေတာကြောင့်ဦးတောင်းကပဲစောင့်ရှောက်ပေးခဲ့တာဒါဆိုလို့ရှိရင်မေသီးဆိုတဲ့မိန်းမကျွန်တော်ရဲ့မိဘဟုတ်တယ်ကောင်းလေးရဲ့သူ့အနေနဲ့လေမင်းကိုမွေးပြီးတဲ့ချိန်သွေးသားပြောင်းလဲပြီးတော့စိတ်အခြေအနေပြန်ကောင်းသွားတာကြောင့်ဦးတောင်းကပဲသူ့နေရာထိလိုက်ပို့ပေးခဲ့တာ तू ဟာကျွန်တော်ဒီအသက်ရွယ်ထိဘာဖြစ်လို့တခါမှလာမကြည့်ရလဲ ။ "तू อ่ะကိုဝင်ရနေတော့မသိခဲ့ရတယ်လို့။မင်းကိုမွေးခဲ့တယ်ဆိုတော့လည်းမသိခဲ့ဘူးကွာ။ကံကြမ္မာကဒီလိုဖြစ်အောင်စီမံခဲ့တာ။ဒါဆိုလို့ရှင်ဆက်အိတ်ကားမောက်ပြီးသေသွားတယ်။ဖုံးဆန့်ဆိုတဲ့လူဟာကျွန်တော်ရဲ့အဖေလား။ဟုတ်တယ်ကောင်လေး။ဒါပဲမဲ့လေ။ထူးဆန်းတာတခုဟာကားမောက်တဲ့ချိန်မင်းအဖေရဲ့ရုပ်တောင်ရှာမတွေ့တာပဲ။အဲ့ဒါကြောင့်မလို့မင်းအဖေကသေလားရှင်လားအခုထိမသိရသေးဘူး။ကျွန်တော်မှလည်း မိဘတွေရှိနေသေးတယ်ဆိုတာသိရလို့အယံဝမ်းသာတာပဲဗျာဝမ်းမသာနိုင်အောင်ကောင်းလေးရဲ့မင်းအနေနဲ့လုံးဝမယ့်ကိစ္စတွေရှိသေးတယ်ဘာကိစ္စလဲဗျာမင်းကိုမွေးပေးခဲ့တဲ့မိခင်ဖြစ်သူကျေးဇူးရင်ဆက်ရမယ်အဲ့ဒီကာလအတွင်းမှာမင်းကသူ့သားဆိုတာတခွန်းမှမပြောအောင်မင်းဘက်ကပြောခဲ့မယ်ဆိုရင်မင်းအမေတေးရလိမ့်မယ်ကျွန်တော်ကဘလို့ကျေးဇူးဆက်ရမှာမကြခင်ချိန်တွင်းမှာမင်းမိခင်ရဲ့အလုပ်မှာသဘာဝလုံးဖြစ်တယ်ဖြစ်လာလိမ့်မယ် ါတွေကိုမင်းကကုညီပြီးဖြည့်ရှင်းပေးရလိမ့်မယ်ကျွန်တော်မှဘာမှမတတ်တာဘလို့ကုညီရမှာလဲဒီကိစ္စကိုမင်းမပူပါနဲ့ကွာငါတို့ဘက်ကမင်းကိုကုညီပေးပါမယ်အဲ့ဒီကာလအတွင်းမှာမင်းကသူ့ရဲ့သွေးသားမှန်းသိအောင်တဘာဝတရားကြီးကစောင့်ရပေးလိမ့်မယ်ကြုံရင်ဗျာအမေကိုအရန်တွေးနေနေပြီဗျာမိုးညိုရဲ့စကားသံကခပ်ဖြော့ဖြော့ထွက်ပေါ်လာခဲ့တယ်မိုးညိုနေနဲ့မိခင်ဖြစ်သူရဲ့ပွဲရုံမှာလှုပ်လှုပ်ရင်း ကြုံတွေ့လာရမယ်။တဘာဝလုံးဖြစ်ရတဲ့ကိုဘယ်လိုကူညီပေးမလဲ။မေသီဆိုတဲ့မိမကရောမိုးညိုကို သူ့သားမှန်သိနိုင်ပါမလား။အောင်မြတ်သားတို့ကရောဘယ်လိုပုံစံနဲ့ဝင်ရောက်အားဖြည့်ပေးမလဲဆိုတာကိုတော့အောင်မြတ်သားနဲ့ဆန်းစပ်ထဲမှာညီးတွားတဲ့ဆိုတဲ့ဇလန်းလေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။ဆုံးဒီနာဆင်ပေးကြတဲ့ပြည်သက်ကြအလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်။အောင်မြတ်သားဇလန်းတွဲတွေကိုနှစ်သက်သဘောကျတယ်ဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာ